ရှားရီစင်းရုံပေါင်းလောက်မှာဘူတန်ဘုရင်နိုင်ငံကစေမန်ဆိုင်ရာအရေးပေါ်ကင်းစင်ရေးအဖွဲ့ဟာပူးပေါင်းပါဝင်ကုသပေးလျက်ရှိရလို့သိရပါတယ်။မြန်မာနိုင်ငံကကလင်းဘေးတန်တဲ့ပြည်သူတွေကိုစေဝါကုသပေးဖို့အတွက်ဘူတန်ဘုရင်နိုင်ငံဘုရင်မင်းမြတ်ကဆင်လွတ်လိုက်တဲ့ဘူတန်နိုင်ငံစေမန်ဆိုင်ရာအရေးပေါ်ကင်းစင်ရေးအဖွဲ့ဟာပြည်တော်စုနယ်မြေနေပြည်တော်ပြည်မနာမြို့ပေါင်းလောင်းအားကစားကွင်းမှာဖွင့်လှစ်ထားတဲ့ရှားရီစင်းရုံပေါင်းလောက်မှာဧပြီ3ရက်ကစတင်ပြီး တက်မတော်ဈေးဝင်တဲ့တက်ဖွဲ့နဲ့ကျမ်းမာရေးဝန်ကြီးဌာနတို့ကပါရကူကြီးတွေဆရာဝန်သူနာပြုတွေနဲ့ပူးပေါင်းပြီးငလင်ပေးတန်တဲ့ပြည်သူတွေကိုစေဝါကုသပေးလျက်ရှိရလို့သိရပါတယ်အဆိုပါဘူတန်နိုင်ငံစေဘတ်ဆိုင်ရာအရေးပေါ်ကေဆေးရေးအဖွဲ့မှအုံနောက်နဲ့အာယုံကျော်ကုသမှုဆိုင်ရာပါရက်ကိုအယိုးကျော်ဆိုင်ရာပါရက်ကိုမေဆေးပါရက်ကိုခွဲစိတ်ကုသမှုပါရက်ကိုအရေးပေါ်ကုသမှုဆိုင်ရာပါရက်ကိုတို့အပါအဝင်အဖွဲ့ဝင်89ဦးပါဝင်ပြီး ညေဆိုင်အရေးပေါ်ခွဲစိတ်ခန်းနှခန်းတိဆောက်ပြီးနေ့စဉ်အကြီးစားနဲ့အသေးစားခွဲစိတ်မှုလုပ်ငန်းတွေကိုဆောင်ရွက်ပေးလျက်ရှိရလို့သိရပါတယ်။ဒီလိုဆောင်ရွက်ပေးလျက်ရှိရာဧပြီ17ရက်မှာနေပြည်တော်စပူသီရင်းမြို့နယ်ညာနာတိတ်တိရက်ွက်မှာရှိတဲ့ဗုဒ္ဓယေတနာပရဟိတပညာဒါနကျောင်းတိုက်မှာရှိတဲ့ကျောင်းသူကျောင်းသား180ယာယီနေရဲ့ဆွန်ခွာနေရသူတွေနဲ့ငလင်တန်တဲ့အိမ်တော်စု69စုကမိသားစုဝင်100ကျော်တို့ကိုစံမာရေးစစ်ဆေးပြီးစေဝါကုသမှု ပေးခဲ့ကြတယ်လို့သိရပါတယ်။ ဒါပြင်စေမတ်ဆိုင်ရအဖွဲဟာအစောပိုင်းကျောင်းတိုင်မှာခင်မီရေတန်းစင်ဆက်နဲ့လီတာ2000ဆက်ရေတိုင်ကီတလုံးတို့ကိုတက်ဆင်လှူဒန်းခဲ့ပြီးကျောင်းတိုင်မှာရှိတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကလေးအသုံးဆောင်ပစ္စည်း240တုံးနဲ့အားကစားပစ္စည်းတွေကိုလှူဒန်းရကျောင်းတိုင်ဗဒနာနိုင်ငံကဆရာတော်က ညံတော်ဆက်ရှင်လက်မရှိတဲ့ကျွန်းနဲ့ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုဘူတန်နိုင်ငံဘရင်မင်းမြတ်အတွက်အမှတ်တရလက်ဆောင်အဖြစ်ပြန်လည်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဘူတန်နိုင်ငံဆေးဘက်ဆိုင်ရာရေးပေါ်ကေဇင်ရဲ့အဖွဲ့ဟာပြင်မနာမြို့မှာရှိတဲ့ခေမာတင်မော်ပရိယတ်တိစာသင်တိုင်းနဲ့ မစိုးရိမ်ကြောင်းတိုက်တို့မှာငွေကျပ်သိန်း450တန်ဖိုးရှိတဲ့လျှက်စစ်တားမလို့ပဲတန်းနည်းကိုရေလီတာတက်တောင်းတန်းစင်ပေးနိုင်တဲ့အလိုလျောက်ရေတန်းစင်ဆက်နဲ့လီတာ2000ဆက်ရေတိုင်ကီတစ်လုံးစီတို့ကိုတက်စင်လူရန်ပေးခဲ့ပြီးအရေးပေါ်ကေဆေးဆိုင်ရာတကိုရေ3ပစ္စည်းအစုံ100စီနဲ့ဆန်းစား3စီတကြားစားတဲ့လူဝယ်ပစ္စည်းတွေကိုလည်းလှူဒန်းခဲ့တယ်လို့သိရပါဗျ။အလားတူတက်မတော်ဈေးဝင်တဲ့တပ်ဖွဲ့ကရွှေလျားခွဲစိတ်ရင်ရွှေလျားတက်မှန်ရင် ရင်းလျာတက်ခွင်းရင်တို့နဲ့ငလင်ဘေးတန်တဲ့ပြည်သူတွေကိုအခမဲ့ဈေးဝါကုသပေးလျက်ရှိရာယနေ့ချိန်ထိခွဲစိတ်လူနာ66ဦးကိုအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးနေ့စဉ်အတွင်းလူနာ60ခန့်ဒီကနေ့ထိပြင်ပလူနာ2600ကျော်ကိုကျန်းမာရေးစစ်ဆေးတာနဲ့ဈေးဝါကုသတာတွေဆောင်ရွက်ပေးနိုင်တယ်လို့သိရပါဗျာ။